်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာမဲဆင်းနေမှလို့နိုဝင်ဘာလ28ရက်နေ့ကနေစပြီးလာဝကနယ်ရဲ့ရဲကြီးအုပ်စုအဖွဲ့တွေကတအိမ်တက်တအိမ်စင်ပြီးပြန်လဲကောက်ယူနေတယ်လို့မြို့ခန်တွေဆီကနေသိရပါဗျာ။ မော်ဘီရွှေမြရာကျေးရွာမှာလာဝကနဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကမှားရွေးနေတဲ့မဲစင်းတွေကိုအိမ်တိုင်ရောက်လာပြီးပြင်ပေးခဲ့တယ်လို့ဒေသခံတူကပြောပါရယ်။မှားရွေးတဲ့မဲစင်းမှာလူတစ်ယောက်ကို3-4ချိန်ပါနေတယ်လို့သိရပါရယ်။မော်ဘီမြို့နယ်ပတိကုန်းကျေးရွာနဲ့ညောင်ကုန်းကျေးရွာတွေမှာလည်းတေဆုံးသူနဲ့ပြောင်းရွှေ့သွားသူတွေဟာမဲစင်းမှာအများပြားပါဝင်နေပြီးလက်ရှိနေထိုင်သူတွေမပါလို့စည်ရင်းပြက်ကောက်နေရတယ်လို့မြို့ခံတယောက်ကပြောပါရယ်။ မဲဆီယမာယွန်းနဲ့အတွက်နိုဝင်ဘာလ28ရက်နေ့ကလာဝကအဖွဲ့နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာရွှေမြရာပတိဆက်သွားတော့ညောင်းတကာနဲ့ညောင်ကုန်းကြေးရွာအုပ်စုတွေမှာစရင်အစ်စ်ပြန်လဲကောက်ခံခဲ့ကြရတယ်လို့မြို့ခန့်နေစီကနေသိရပါဗါးဒီဇင်ဘာလ28ရက်နေ့မှာစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမော်ဘီမြို့နယ်မှာစံခိုင်ရေးအပါအဝင်ပါတီ၈ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်များဝင်ပြိုင်မှာဖြစ်ပါတယ်။ အာနာဒိစစ်တက်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူယောင်ရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ Chaming Chinmai Flower Festival ပန်းပွဲတော်ကို November လ28ရက်နေ့ကနေစတင်ပြီး2026ခုနှစ် January လ၄ရက်နေ့အထိကျင်းပပြုလုပ်နေပါတယ်။ ပန်းပွဲတော်ကိုတော့ချင်းမိုင် BAO ပန်းချံမှာမနက်၈နာရီခွဲကနေည၇နာရီထိဖွင့်လှစ်ပြသနေပြီးဝင်ကြီးအခမဲ့လည်းဖြစ်ပါတယ်။ပွဲတော်မှာတစ်ခွားရီအပါဝင်ပန်းမျိုးစိတ်အများကြီးနဲ့ပန်းပေါင်းတန်းချီပြီးတော့ပြသထားရလို့သိရပါတယ်။နေဘက်မှာတော့ပန်းမင့်အယောင်အစုံလင်ကိုမြင်တွေ့နိုင်ပြီးညဘက်မှာမီးအလှဆင်ထားတာတွေလည်းရှိတာကြောင့်ပြည်ပရောက်မြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံတကာကလာရောက်လည်ပတ်သူတွေများနေပါတယ်။ ပန်းပွဲတော်မှာမုံစည်းရက်နေအပါဝင်တခြားဖြော်ပြရေးမျိုးစုံနဲ့လှပတဲ့ရှုခင်းနေကြောင်းလာရောက်လက်ပတ်သူတွေများနေရလို့သိရပါဗျ။နိုင်ငံတကာခီးသွားတွေကိုဆဲဆောင်ဖို့အတွက်ထိုင်းနိုင်ငံမှာအမြင့်ဆုံးသလိုပွဲတော်အမျိုးမျိုးပြုလုပ်နေတာဖြစ်ပါရဲ့ရှင်။ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် PNN တအံ့တက်ခါစစ်ကွန်မရှင်တက်နဲ့အပြစ်ရက်ပြီးမိုးကုတ်ရန်နာမည်နဲ့မုံမိတ်မျိုးတို့ကိုပြန်လည်လွှဲပြောင်းပေးဖို့အောက်တိုဘာ29ကစပြီးတဘောတူခဲ့ပါလေမိုးကုတ်နဲ့မုံမိတ်မျိုးကိုစစ်ကွန်မရှင်စီ ပြန်လွှဲပြောင်းပေးမဲ့တန်တရဲ့ဆုံးဖြတ်ချက်ဟာနှွေဦးတော်လိုင်းအင်အားစုတွေရဲ့တဘောထားကို အလေးမထားတာကြောင့်တိုင်းနာလက်နက်ကင်တက်တွေကိုဆက်လက်ယုံကြည်ဖို့အားနေသွားတယ်လို့ PDF တပ်ဖွဲ့ဝင်တွေကဝေဖန်ပြောဆိုနေကြတာပါ ရဲဘော်တွေတပေါင်းမင်းသားပါဗျာဟိုပေးထားပြီးပေးထားပြီးမှကျွန်တော်တို့အဲ့မျိုးတွေကိုတိတ်မဲ့ရရှိခဲ့ကြတာဗျာဟိုအဲ့အတွက်ကိုဟိုဒါဘယ်ရောက်မလဲနေအောင်လာရပါတော့နော်ရုပ်ကွန်ကြီးနဲ့ဒါတရားနာနေကိုပြရားပေးတဲ့ဟိုကိစ္စမှာပေါ့နော်တစ်ဖက်ကလည်းငင်းတော်လို့လုတ်တယ်လဲဝဲပြောပြောပေါ့နော်ဟိုမတက်တာလို့လောက်ရတယ်ပဲပြောပြဗျာဘာဖြစ်ဖြစ်ဟိုကျွန်တော်တို့တွေဘက်ကိုဟိုငဲ့ွက်ပြီးတော့မှကြည့်မနေခဲ့ဘူးလို့တော့မြင်တယ်ဗျာတိုင်းသားလက်နက်ကန်တွေကိုမယုံရဲတော့ဗျာဒီကောင်တွေမယုံရဲတော့အေးအေးတရားနာနေ MNDAA စတဲ့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဝဲက ပေါ်ဆောင်ခဲ့တဲ့တစင်နှစ်ဆက်ခုစစ်စင်ရေးအတွင်းပြည်မနဲ့တောင်တန်းဒေသမှာရှိတဲ့နှွေးဦးတော်လိုင်းရဲ့အင်အားစုတွေကကိုအားညံအားနဲ့တက်ဆွမ်းနှမြအဖက်ဖက်ကပါဝင်ခဲ့ပါတယ်။လက်ရှိမိုးကုန်းနဲ့မိုးမိတ်မြို့ကိုနှွေးဦးတော်လိုင်းရဲ့အင်အားစုတွေရဲ့တဘောထားမပါပဲစစ်ကော်မရှင်စီပြန်လည်လွှဲပြောင်းဖို့တဟန်တက်ကတဘောတူခဲ့တာဟာမဟာမိတ်ဆက်ဆံရေးနဲ့ညီညွတ်မှုကိုထိခိုက်စေတယ်လို့မိုးကုန်းဒေတာမှအခြေပြုလှုပ်ရှားနေတယ်။ PDF ခေါင်းဆောင်တို့ကဆိုပါတယ်။ ကျွန်တော်တို့မညီညွတ်မှုကိုထင်ဟပ်စေတာမျိုးနောက်တစ်ခုကလူမျိုးဆွဲစိတ်ကိုထင်ဟပ်စေတာမျိုးမြို့တလိုင်းခင်းချင်းမှာအားလုံးဒီအဲဒီစစ်ကောင်စီကတီးတန့်ပိုင်းခြားထားပြီးသားလူမျိုးစုတွေဖြစ်တဲ့အလျောက်အဲ့ဒါကိုစစ်ကောင်စီကတီးတန့်တက်ရှုတွေးခွဲစရာမလိုဘူးစေကောင်စီကတီးတန့်ကျွန်တော်တို့လက်နက်ခဲယံကြီးကိုဖျက်တောက်ထားစရာမလိုပဲနဲ့ကိုအလိုလိုနေရင်ကျွန်တော်တို့တွေအကုန်လုံးကအာတစ်ခုနဲ့တစ်ခုကခွဲခြားထားပြီးသားဒါကိုထင်ဟပ်စရာပဲ ဝမ်အာမီဝမ်ယူနေမှဖြစ်တဲ့အဟာကိုမိုးကုတ်မိုးမိတ်ကထင်ဟန်စီတာပဲတီယန်နာနေတအန်းတဟာမိုးကုတ်ရန်နာမီနဲ့မိုးမိတ်မျိုးကိုပြန်လဲလွှဲပြောင်းပေးဖို့တဘောတူပြီးနောက်အဲ့ဒီဒေတာမှာနေထိုင်ကြတဲ့ပြည်သူအများစုဟာနေရဲဆွန့်ခွာပြီးတိမ်းရှောင်နေကြရပါတယ်လက်ရှိမိုးကုတ်မြို့အဝင်ထွက်လမ်းတွေကိုတအန်းတက်ကယာယီပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်ကျွန်တော်ခွန်စော်ဦးပါ ချင်းပြည်နယ်မှာနိုဝင်ဘာ9ရက်နေ့ကတိတိမ်မျိုးကနေထွက်လာတဲ့စစ်ကြောင်းကတိုင်းငယ်လမ်းစုံကိုကျော်လာပြီးခလေးမျိုးကထွက်လာတဲ့စစ်ကြောင်းနဲ့ပေါင်းကဖလန်းမျိုးအဆက်ကိုစစ်တပ်ရောက်လာနေပြီလို့တိတိမ်အခြေဆိုင်ချင်းတော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ CDF CDM CN က DBB ကိုအတည်ပြုပါရတယ်။အာလောလောဆယ်ဒီတိတိမ်ဖက်ကနေတက်လာတဲ့ဖွဲ့နဲ့ခလေးမျိုးဖက်တက်လာတဲ့ဖွဲ့အဖွဲ့ပေါင်းပြီးတော့မှထူးလာတဲ့သဘောပဲလို့ပဲကျွန်တော်တို့မြင်နေကြအောင်။ပါစာတွေတော့များတယ်လို့ကြားရတယ်။ ကိုတတော်စစ်ချောင်းကတော့ဒီတောက်လျှောက်ပေါ့နော်မဖလုံဖလန်းနေအစကိုရောက်ပြီးမနေ့အထိအရေးစစ်ချောင်းကြောင့်လက်ရှိတိုင်းငင်ဖလန်းကားလမ်းမတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်အထိခိုက်ကြဆုံးမှုတွေရှိကာနိုဝင်ဘာ28ရက်နေ့မှာဖလန်းဘက်ကဦးတီချီတက်လာတဲ့အင်အား300ကျော်ပါတဲ့စစ်ကော်မရှင်စစ်တပ်စစ်ချောင်းက ဖလန်းကလေးလမ်းပေါ်မှာရှိနေတဲ့တိတိန်မြို့နယ်ဆောင်းကောင်းရွာအတွင်းကိုဝင်စီးတိုက်ခိုက်ခဲ့တာကြောင့် CDF CDM စီရင်တပ်ဖွဲ့ဝင်၄ယောက်ကြာဆုံးခဲ့တယ်လို့ဒေတာတွင်းမီဒီယာတွေမှာဖော်ပြရေးသားနေကြပါဗျ။လက်ရှိစစ်ကြောင်းရှိတိုးနိုင်မှုအတွက်စစ်တပ်ဘက်ကကလေးမျိုးကနေတိုင်းငင်ဖလန်းကားလမ်းနားမှာရှိနေတဲ့ညူးဆောင်ပြီးရွာဆောင်းကောင်းရွာနဲ့ဘားလုံးဘတ်တွေကိုလက်နက်ကြီးနဲ့လှမ်းထုနေတယ်လို့ဝိုင်းတွဲလေရင်တွေနဲ့ဘုံစတိုက်လာကျဲနေတယ်လို့ CDF CDM စီရင်ပြန်ကြားရေးတာဝန်ခံကဆက်ရှင်းပြပါဗျ။ သူတို့ကဒီနာမည်ရှင်းလင်းတဲ့သဘောဘောနော်လမ်းဘေးနာတခြားသူတို့ကျေးတာပဲဝိုက်ချောမနေရဆိုတော့လမ်းဘေးသူတို့ကျွန်တော်တို့ရှိနိုင်မယ်လို့ထင်တဲ့နေရာကြီးကိုသူတို့ကကျေးသွားတဲ့သဘောရှိတယ်ဟုတ်ဒီပြီးခဲ့တဲ့26ရက်နေ့ကဝင်လုံးတဲ့နေရာကနေပြီးတော့မရှိဖက်ယူ啊ဘောနော် new song ဒီယူ啊ဖက်ပြီးတော့ဘလုံးနာတခြားကြီးကိုသူတို့ကလက်လက်ချင်းနဲ့လာထုတ်တာပါ လက်ရှိချင်းပြည်နယ်ကိုထိုးနေတဲ့စစ်ကြောင်းတွေလက်နက်ကြီးပစ်ကူပေးနေတဲ့ကလေးမျိုးမှလည်းမြို့ကန်တွေကလက်နက်ကြီးပစ်တံတွေဟာပုံမှန်မဟုတ်တဲ့အတွက်စိုးရင်ထောက်လန့်နေကြတယ်လို့ကလေးမျိုးကန်တယောက်က DPP ကိုပြောပါတယ်။ဆက်သက်၍အခက်အခဲတွေကြောင့်သူ့ရဲ့ပြောပြချက်ကို DPP သတင်းတောက်ကအတန်အစားထိုးဖတ်ထားပေးပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့3ရက်ကတော့မနက်ပိုင်းနဲ့ညနေပိုင်းတွေဆိုလက်နက်ကြီးနဲ့တိုင်းငင်ဘက်ကိုတောက်လျှောက်ပစ်တယ်။မနေ့ကဝိုင်းတွဲလာဝဲတယ်။လက်နက်ကြီးပစ်တဲ့အတန်တွေကအရင်လိုမဟုတ်ဘူးထူးဆန်းနေတော်တော်မြန်နေ။အရင်ကပစ်တဲ့အတန်လည်းကြားရတယ်။ ီဒီယိုတောင်ရိုက်လို့ရတယ်အတန်နဲ့ကြားတာနဲ့ထွက်ကြည့်ကြတာအခုနောက်ပိုင်းတော့အတန်ပဲကြားရတော့တယ်အတွဲလိုက်ပြစ်တာတော့မဟုတ်ဘူးကြောက်လို့ထွက်မကြည့်ရဲကြဘူး ဖလန်းမြို့ကိုစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အချိန်တစ်ဖက်မှာနိုဝင်ဘာ29ရက်နေ့မနက်ကဒီတိန်မြို့အဝင်ရှိခလာရ269တပ်ဆွဲထားတဲ့နေရာကိုချင်းညီနောင်တပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကာစစ်တုံ့ပန်းတွေပါဖမ်းဆီးရမိခဲ့တယ်လို့ PDF ဆိုလန်းအဖွဲ့ကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာစစ်ရှုံးထားပြီးတော့နေမြေအများစုကိုလက်လွတ်ထားရတဲ့စစ်တပ်ဟာချင်းတော်လိုင်းတပ်တွေစိုးမိုးထားတဲ့ ဖလန်းနဲ့တွန်းဆန်မြို့နယ်တွေမှာပါရွေးကောက်ပွဲလုပ်နိုင်မှုအတွက်ထိုးစစ်ဆင်နေတာဖြစ်ပြီးချင်းနဲ့ထိဆက်နေတဲ့သခိုင်းတိုင်းကလေးမျိုးဟာလည်းရွေးကောက်ပွဲကျင်းပမယ့်မြို့တစ်မြို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ American ကမ်းခြေဆောင်တန်းနဲ့ပူပေါင်းဆောင်ရွက်နေတဲ့ Costa Rica အာနာပိုင်းနေရာပစိဖိတ်သမုတ်တရာမှာဖန်စီရမိတဲ့သင်္ဘောတစ်စင်းကနေကိုကင်း၄တန်ကိုတင်ဆက်ရမိခဲ့ကြောင်းအရာရှိတွေကနိုဝင်ဘာလ28ရက်နေ့မှာပြောကြားထားပါဗျာ ။အဲ့ဒီစစ်စင်ရေးကို Ponderis နပြည်နယ်မှာရှိတဲ့ Gofito ကံယိုရဲမြို့မှာမိုင်180အကွာလောက်မှာပြုတ်လုခဲ့ပြီးကိုလံဘီယာနိုင်ငံသား2ဦးကိုဖမ်းဆီးခဲ့ကြောင်းလုံခြုံရေးဝန်ကြီးကသတင်းတောက်တွေကိုပြောကြားထားပါတယ်။နိုင်ငံရဲ့မြောက်ဘက်ကိုဦးတည်ပြီးမူရစ်စည်းဝါးတွေတင်ဆောင်လာတဲ့တင်မောတစင်းဟာမက္ကဆီကိုဒါမှမဟုတ်အမေရိကန်ပြည်ထောင်စုကိုဦးတည်နေရလို့ယူဆကြောင်းနဲ့အဲ့ဒီတင်မောကိုဥရာဘတ်စပင်လေကွေကာတက်စ်မှပံ့ပိုးကူညီခဲ့ပြီးတင်မောသားတွေက FARC အဖွဲ့ဝင်ဟောင်းနေပါဝင်ကြောင်းကိုလည်းပြောဆိုထားပါဗျ။သူတို့ဟာကိုစတာရီကာရေပြင်ကနေတဆင့်မူရစ်စေဝါတွေကိုတည်ယူပို့ဆောင်နေခဲ့လို့သိရပါဗျ။ American ကဲချင်ဆောင်တက်တင်မောတဆင့်ကပင်လယ်ပြင်မှာတားဆီးမှုကိုလှုပ်ဆောင်ခဲ့ပြီးကိုကင်း၄တန်နဲ့346 kg ကိုတင်ဆက်ရမိခဲ့တာပါ။တန်တရားရှိသူတွေဟာထောင်တန်းအနည်း20အထိချမှတ်နိုင်တဲ့နိုင်ငံတကာမွေးရေးဆေးဝါးမှောင်ကိုရောင်းဝယ်မှုနဲ့ဆွဲချက်တင်ခဲ့ရပွဲရှိပါရဲ့ရှင်။ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝမ်နေပါ